ခုကျတော့အနည်းဆုံး250ရာနေပြီးတော့မှဟိုဈေးဈေးကျတော့ဆဆရှိတာပေါ့250ရာနေပြီးတော့မှဘာလောက်မရှိပါဘူး1900လောက်ရှိတယ်အမေရေမဆီမှာဆိုလို့ရှိရင်30ကျော်40လောက်ရှိပါတယ် ရဲ့ပေါ့နော်ဒီစားသုံးသူလည်းအဆင်ပြေအောင်ပစ္စည်းတွေကိုလည်းပဲကောင်းတဲ့ဟာလေးတွေထည့်ပေးထားတာပေါ့။အများသားတွေသူများကြတော့ဒီလိုနန်းနန်းလေးတွေသုံးတာပေါ့။အမတို့ကြတော့ဒီရာလေးပဲထည့်သုံးပေးတာဒီဆံမြက်စနေနဲ့လည်းသုံးပေးတယ်။အများသားကြတော့အများပစ္စည်းတွေမှာစားလို့အဆင်ပြေအောင်လုပ်ပေးတာ။ မနာမည်မဆောကင်းစံအမတို့အဟွာလေးပထမတိုင်းကိုဗစ်ပြီးမှဖွင့်တာလိုကြောင့်လဲဆိုဒီလိုဘယ်လိုပြောရမလဲဒီအိမ်မနေရင်ပေါ့ညီမလေးရဲ့အဲကလေးလေးចောင်းပိတ်တော့လေចောင်းပိတ်တဲ့ကာလမှာအိမ်မဒီတိုင်းနေရမယ်တူတူဆိုပြီးတော့အမရတီစီးပွားလေးထားလောက်လိုက်တာပေါ့ဒီကင်လေးကိုဘယ်လိုရေးချိန်လိုက်လဲဆိုအမကလည်းတပြည့်လုံးတိတ်မလုံးတတ်ဘူးလေဒါဒါကြတော့ ready made လေးဆိုတော့အဆင်ပြေတာပေါ့လောက်ရတာအများလဲပဲဒါလေးတွေကြကြိုက်တယ်လေ ်တခုကိုစဆာဥသုံးရောင်းတော့တခုကို50လောက်ကဆက်အောင်လားပေါ့50ရောင်းဆက်အခုကြတော့အခုကြတော့အနည်းဆုံး250ရာနေပြီးတော့မှဟိုဈေးဈေးကြတော့အဆအဆရှိတာပေါ့250ရာနေပြီးတော့မှဘာလောက်တိရှိရပေါ့1000လောက်တိရှိတယ်အမဲရေးအမစီမာဆိုလို့ရှိရင်30ကျော်40လောက်တိရှိမှာပေါ့ spicy ကောက်ဆဲနဲ့လဲရတယ်အရသာပိုင်းကြတော့အမတို့ကကြတော့ဟိုဟာ ကိုယ့်ရဲ့ပေါ့နော်ဒီစားသုံးသူလည်းအဆင်ပြေအောင်ပစ္စည်းတွေကိုလည်းပဲကောင်းတဲ့ဟာလေးတွေထည့်ပေးထားတာပေါ့အများသားတွေသူများကြတော့ဒီလိုနန်းနန်းလေးတွေသုံးတာပေါ့အမတို့ကြတော့ဒီဟာလေးပဲထည့်သုံးပေးတာဒီဆံမြက်စလီနဲ့လည်းသုံးပေးတယ်အဲ့လိုမျိုးပေါ့အရသာကြတော့အများပစက်ထဲမှာစားလို့အဆင်ပြေအောင်လုပ်ပေးတာတန်ရှင်းမှုကြတော့လေအမတို့ကကြတော့တန်ရှင်းမှုပိုင်းကြတော့ဟိုကျမိုင်းနဲ့ညညအောင်ပေါ့နော်ဒီရင်မနာအောင်လေအမကလည်းအမကိုယ်တိုင်လည်းပဲအဲ့လိုမျိုးလမ်းပိစာစားလို့ရှိရင်တန်တန်ရှင်းရှင်းဆိုင်ကိုရွေးတာများတယ်အဲ့ဒါမျိုးကိုကိုယ်ကိုယ်တိုင်လည်းပဲအတန့်စိုက်တဲ့ခါကြတော့ ီစားစားသုံးသူဆင်ပြအောင်လေအမလည်းတန်းအောင်လုပ်ပေးထားအဲ့ဒါကြာဘာကြောင့်ဖြစ်မလဲဆိုတော့ဘယ်လိုပြောရမလဲအမအမတို့ကကြာတော့ဘယ်လိုပြောရမလဲဟိုအများပေါ့နော်အများစားလို့ရအောင်ဈေးနှုန်းလေးကိုတင့်အောင်လုပ်ပေးထားတယ်အမတို့ကလည်းစားလို့အဆင်ပြေပေါ့စားသုံးသူလည်းဘယ်လိုလဲတန်းစားမျိုးစုံအဆင်ပြေအောင်လို့ဈေးနှုန်းလေးတင့်တင့်များအောင်လုပ်ထားတဲ့အတွက်လည်းပဲသူတို့ကလာတာစားတာများတာပေါ့အမတို့ဆက်ဆက်ဖွင့်တော့ခက်ခဲရှိတာပေါ့ဒါကကြာအမအမဒါကပထမဦးဆုံး first time လုပ်တာလေဒါဒါလေးတိတ်မရောက်ဘူးဆိုတော့ ဒီဒီလိုပဲပေါ့ဒီဆက်စားရအောင်တော့အမရတီအကြော်ပိုင်းလေးနဲ့ပဲရောင်းတာနောက်ပိုင်းကျမှဒီအကင်တုတ်တွေပါတွေဝင်လာတာလေအားကြတော့ဒီလိုပဲတစ်ဆင့်ပေါ့တငငချင်းပေါင်းတဲ့နေရာစီတော့မှဒီနီးလန်းလေးတွေလိုက်မေးပြီးမှအမအလုပ်တာပေါ့ YouTube တွေပါတွေမှလည်းလေ့လာတယ်အကင်နဲ့ပတ်သက်ပြီးတိုးသွားဖို့ဆိုတော့အမကအေးပေါ့နောက်ပိုင်းကျရင်တော့ဒီ ။တပြည့်ဒီပစ္စည်းလေးတွေထည့်ပြီးတော့မှကြောကြောလုံးပေါင်းနေပါတယ်လို့ပို့တော့ရှိတာပေါ့။ဈာမတကောင်းတဲ့အချိန်တွေပါတယ်တခါတရံလည်းရှိပါရှိတာပေါ့။တခါကျရှိတာပေါ့ညီမလေးအရင်တခါတခါကျတော့လေအရင်နေပါမရတဲ့ခါမျိုးကျတော့စိတ်ညစ်တာပေါ့နော်။ဈာမရောင်းငယ်အမတို့ကအမကကျတော့ဝန်ထမ်းလုပ်တာ။ဝန်ထမ်းလုပ်တာပေါ့။နောက်ပိုင်းကျတော့မှဒီကလေးဒီចောင်းကိစ္စနဲ့ဘာနဲ့အမအလိုထွက်လိုက်တာပေါ့ကလေးចောင်းပို့ပို့ပါဖို့အဆင်မပြေတာနဲ့ထွက်လိုက်ပြီးတော့ဒီကိုဗစ်ကာလကျတော့ចောင်းပိတ်ထားတာ ਈ ပါရှိရလေ အဲ့လိုရှိတဲ့အခါကျတော့ဒီအိမ်မှာအမကငကိုတဲ့အလုပ်လုပ်တဲ့လူဆိုတော့အိမ်မှာဒီတိုင်းနေလို့အဆင်မပြေဘူးအားကြောင့်ဒီတပိုင်းတစ်တိုင်းဒါလေးထားလုပ်လိုက်တာကိုပိုင်ကြတော့ကိုကိုစိတ်ကိုစိတ်တိုင်းပေါ့နော်ကိုထွက်ချင်လဲထွက်မထွက်ချင်လဲမထွက်ဘူးပေါ့ကိုရှာတဲ့ဟာကိုပစံပေါ့အဲဝန်ထမ်းကြတဲ့ခါကြတော့ဒီစိတ်ပီစီမှုတွေများတယ်ဒီပရက်ရှာကြီးများတယ်သူတို့ကိုလောက်တာနဲ့ဒီခါကြလို့ရှင်ရပိုင်ခွင့်နေမဟမရှိတာလဲအဆင်မပြေတာရှိတာပေါ့ ဒီဝန်ထမ်းနဲ့ဒါကြတော့အဲ့ဒါခုတော့ကွာတာပေါ့ကိုလောက်ကြတော့ကိုအဆင်ပြေတာပေါ့အရင်အယောင်လို့အဆင်ပြေသွားရင်တော့ဒီအခန်းလေးပိုင်းငှားပြီးတော့မှဖွင့်ကျင်တာပေါ့ဒီပေါ့အမဆိုင်မှာမြဲနေစားတဲ့လူတွေကတော့စိတ်ချမ်းသာစွာနဲ့စားရတာပေါ့နော်အမတို့ကကြတော့ဒီဟို customer တွေကအမတို့နေတာတော့ကိုယ့်ရဲ့ theme ရှင်တွေတော့အမတို့ first time ထားတာပေါ့အားကြောင့်မို့အမဆိုင်ကိုအမြဲနဲ့လာပြီးအပေးတဲ့ဒီ customer အားလုံးကိုကျေးဇူးများကြီးတင်ပါဆိုင်ကအမတို့ကဒီတကုံတီလန်းနဲ့တီတာလန်းတောင်းပေါ့ ဒီကြောင်မြောင်းမှာရောင်းတာအမတို့က4315809ဆိုခေါ်လို့ရတယ်ဆိုင်ပွေ့ခြင်းလေးကြာတော့ဆိုင်ပွေ့ခြင်းရမနေ့ကိုတနားလောက်ကနေပြီးတော့မှ9နာရီခွဲလောက်တရှိ